မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ နိုဗ ెంబ ာလ၁ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ဂရိတ်အနီးအာရှလမ်းပိုင်းမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့တို့ကြားမှာနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့ကော့ဂရိတ်မြို့တွင်မြို့မကျောင်းနဲ့တောင်ပေါ်ကျောင်းမှာစစ်ကောင်စီတပ်တွေအင်အားပြင်ဆင်ပြီးတော့ဖြည့်တင်းမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲဖြစ်ပွားမှုကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒိဆုံးမှုတွေများတယ်လို့တော်လိုင်းတပ်ဖွဲ့သတင်းအေးမြစ်ကပြောဆိုထားပါတယ်။အော်တိုဘန်လ29ရက်နေ့ညနေ9:00အချိန်မှာ ကော့ကရိတ်အမြောက်တပ်ကရေဘူးကြီးကျေးရွာအတွင်းကိုနှစ်စင်ခွဲလက်နက်ကြီးဆဲလုံးနဲ့ဟာဝဇာနှစ်လုံးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရေဘူးကြီးကျေးရွာနေအသက်50နှစ်ရှိတဲ့ဦးကျော်စွာဦးဆိုသူဟာလက်နက်ကြီးကြီးထိမှန်ပြီးတော့တေဆုံးသွားပြီးရေဘူးကြီးကျေးရွာနေပြည်သူများဟာလည်းစိုးရိမ်မှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်အရေးမြေကပြောဆိုထားပါတယ်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာရေဘူးကြီးကျေးရွာကိုနှစ်စင်ခွဲကြီးတွေအကြများပြီးတော့ငားတိုင်တောင်ပြတ်ပတ်မှလည်း အနေငယ်ကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့ကော့ကရိတ်မြို့နယ်မှာဈေးတဲ့အသွင်ဆောင်နေတဲ့စစ်ကောင်စီရဲ့ထောက်လန်းရေးများလည်းရှိနေပြီးတော့စစ်ကောင်စီဘက်ကလိုအပ်တဲ့ရိတ်ခါများလည်းဝယ်ခိုင်းနေတဲ့အပြင်ဈေးတဲ့တချို့ဟာစစ်ကောင်စီတပ်ဖွဲ့နဲ့ဖုန်းနေနဲ့အဆက်အသွယ်လုပ်နေတာကိုတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီအရာရှိများဟာဈေးတဲ့များထံကိုဖုန်းဆက်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုအခြေအနေကိုမေးမြန်းတာတွေလည်းရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာရန်ကုန်ဂိတ်လမ်းဘေးမှာ ဆက်တွယ်ရေးတူးမြောင်းများတူးထတာရှိနေပြီးတော့နွားချံဂုံအဝမှာလဲ DKBA တပ်ဖွဲ့များဟာဘန်ကာများကိုလှုပ်ထားပြီးတော့တော်လိုင်းတပ်ဖွဲ့များဘက်ကလာရင်ကင်းလုထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်မြန်မာနယ်စပ်မြို့မူဆယ်အနီးမှာဒီကနေ့မနက်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့မနက်9နာရီကျော်ကစပြီးတော့မန်မိုင်ဒေသမှာနိုင်ယူဝနီဘာကြောင်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကနအုပ်သတင်းများအရမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ရှမ်းမြောက်စစ်ရေးနိုင်ငံရေးလေလာသူဦးစော်ဆန်းကပြောကြားထားပါတယ်။မူဆယ်မြို့ ကချင်နေချင်းဖရာကြောင်စူတောင်းတောင်ရှိတဲ့မန်မိုင်ဘက်မှာစတဲ့ပြစ်ခတ်မှုအတန်တွေကြားနေရပါတယ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်လက်စောင့်ကြည့်နေသေးပါညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ဖြစ်တာပါ အဲ့ဒီမှာကျွန်တော်သိရသလောက်ဆိုရင် AA တပ်ဖွဲ့ဝင်တွေရှိတာပါလို့ဥစောဆန်ကပြောကြားထားပါဗျ။ရှမ်းမြောက်ဒေသခံတချို့ကလည်းမူဆယ်မြို့အနီးမှာပြစ်ခတ်မှုများရှိနေကြောင်းဒီကနေ့မနက်မှာလူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါဗျ။မန်မိုင်ကုန်းတကြောမှာတော့ညီနောင်မဟာမိတ်တပ်ဖွဲ့တွေအပြင်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KIA တွေရောရှိပါတယ်။အဖွဲ့ပေါင်းစုံရှိပါတယ်။မူဆယ်အနီးတဝိုက်ကြတော့ KIA, SSPP, TNLA, MNDA နဲ့ AA တပ်ဖွဲ့ဝင်တွေအကုန်ရှိပါတယ်။အခုတိုက်ပွဲတန်တွေကြားနေရတာတော့ အေအေရေနေရာယူထားတဲ့နေရာပတ်ဝန်းကျင်မှာဆိုတော့ကျွန်တော်တို့ကနအူးတီးရတဲ့လောက်ကတော့လောလောဆယ်အေအေတပ်ဖွဲ့ဝင်နေနဲ့ပြစ်ခတ်နေတာလို့သိရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတီးကြအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးတိုက်ပွဲအခြေအနေတွေကိုတော့ကျွန်တော်တို့ဘက်ကဆက်လက်စောင့်ကြည့်နေသေးပါလို့ဥစ္စာဆက်ကပြောဆိုထားပါတယ်မူဆယ်မြို့ကိုမြောက်ပိုင်းမဟာမိတ်တပ်များကရခိုင်ကလေးကဝိုင်းရံထားခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်ဒါပေမဲ့တရုတ်ရဲ့ဖိအားကြောင့်တရုတ်ဘက်ကပိတ်ပင်တားဆီးမှုကြောင့်သာ ဘယ်အဖွဲ့ကမှမူဆယ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခြင်းမလုပ်သေးတာလို့ဦးစော်ဆန်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာရှမ်းမြောက်မှာရှိတဲ့တိုင်းရင်းသားတပ်ဖွဲ့များထိန်းချုပ်ရာမြို့ရွာများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာဒီကနေ့မနက်အစောပိုင်းမှာလည်းတီအန်အယ်ထိန်းချုပ်ထားတဲ့ကုတ်ခိုင်မြို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။လောလောဆယ်တေချာတာကတော့ဒီနေ့မနက်3နာရီခွဲမှာကုတ်ခိုင်ကိုစစ်ကောင်စီက3ချိန်ဘုံကျဲတိုက်ခိုက်သွားပါတယ်။နောက်ဆုံးရထားတဲ့သတင်းဆိုရင်ပြည်သူတအုပ်သေးဆုံးတယ်လို့ဦးစော်ဆန်ကပြောကြားထားပါတယ်။ ် TNLA အခွန်ဌာနရုံးမှာကြောက်ရောက်ပောက်ကွဲတယ်လို့သတင်းရရှိတော့လဲတရားအတည်ပြုချက်တော့မရသေးပါဘူးနိုင်ငံတော်မှာ၄ချောင်းသတင်းများအချိန်နဲ့တပြင်းညီဖော်ပြပေးလျက်ရှိတယ် NAS NAS Facebook စာမျက်နှာမှာစစ်ကောင်စီကကုတ်ခိုင်ကို၄ချောင်းတက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တဲ့မှတ်တမ်းကိုဖော်ပြအသိပေးထားပါတယ်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မနေ့၃:၂၈မိနစ်မှာတစ်ချိန်၃:၃၃မိနစ်မှာတစ်ချိန် 3နာရီ38မိနစ်မှာတကြိမ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တရားနာလေစီရေးသတင်းမြစ်တချို့ကလည်းကုတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုရှိကြောင်းအသိပေးထားပါတယ်။စစ်ကောင်စီတပ်ဟာဒီကနေ့မနက်မှာ MNDA ထိန်းချုပ်ထားတဲ့တိန်ဒီကိုလည်းထပ်မံပြီးတော့လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိထားတော်လဲတိကျအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတဲ့အတွက်ကြောင့်ပြည်သူတအုပ်တေဆုံးပြီးတေဆုံးထိခိုက်ဒဏ်ရာရသူများတိုးမြင့်လာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ1ရက်နေ့မနက်3:28မိနစ်အချိန်ကစတင်ပြီးတော့စစ်ကောင်စီရဲ့တိုက်လေရင်များက ဘုံများအဆက်မပြတ်ကျဲချခဲ့တယ်လို့သိရပါတယ်ဘုံပေါင်း၁၀လုံးကျော်ထက်မနည်းလေရင်နဲ့ကျဲချခဲ့ပြီးတော့ကုတ်ခိုင်မျိုးရက်ကွက်၃အခွန်ယုံစေးယုံမိသက်ယုံနဲ့အေရှာဝေါ်ယုံများအနီးပတ်ဝဲကျင်မှာဘုံများကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခွန်ယုံအနီးလေကြောင်းကနေကျဲချတဲ့ဘုံပောက်ကွဲမှုကြောင့်ပြည်သူတအုပ်သေဆုံးခဲ့ရတယ်လို့သိရပါတယ်ဒီမနေ့၃နိုင်ကျော်ကစပြီးတော့ကုတ်ခိုင်မှာစစ်ကောင်စီကလေရင်နဲ့ဘုံတွေကျဲချတာ၁၀လုံးကျော်ရှိမယ်အခွန်ယုံနားမှာပြည်သူတအုပ်သေဆုံးတယ်သေဆုံးထိခိုက်ဆိုင်ရင်တွေတက်လာနိုင်တယ်လို့ကုတ်ခိုင်ဒေသတရင်ရင်းတွေကရှင်းပြထားပါတယ်အလားတူပဲရခိုင်ပြည်နယ်အမ်းမြုံနယ်မှာဒီကနေ့နိုဗ င်ဘာလ1ရက်နေ့မနက်10:23မိနစ်ကစတင်ပြီးတော့စစ်ကောင်စီရဲ့လေယာဉ်များကလေကြောင်းတိုက်ခိုက်မှု9ကြိမ်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အမ်းမြုံမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA ကပတ်လည်ပိတ်ဆို့ဝန်းရံပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရောဒေတာဂံကောခရိုင်စောမြို့နယ် ကံချောင်းကျေးရွာကိုအော်တိုဘားလ30ရက်နေ့ည7:00နာရီအချိန်မှာစစ်ကောင်စီက၄ချောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အသက်ဆက်တဲ့နဲ့အရွယ်မင်းကလေးငယ်တအုပ်နဲ့အမျိုးသား3ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒရုန်းလေတပ်ကနေတက်လာတဲ့ MiG-29 Jet Fighter တစ်စီးကပေါင်250ဘုံဒီနှလုံးနဲ့ညတကောင်အချိန်ကြီးမှာကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်80ကျော်အမျိုးသား2ဦးမင်းကလေးငယ်တအုပ်နဲ့အသက်50ဝန်းကျင်အရွယ်အမျိုးသားနှစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူ၄ဦးစလုံးအသက်အန္တရာယ်မဆိုးရင်ရဘူးလို့တော့သိရပါတယ်။ကျွန်တော်တို့ရ ောဒေသကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုဇက်တိုက်ခံနေရတာဗျအခုစောမှာကတေဆုံးသူမရှိပေမဲ့နေအိမ်ပျက်စီးမှုကတော့တော်တော်ဆိုးတယ်လို့ရောဒေသကအမျိုးသားတူကပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စောမြို့နယ်ကန်ချောင်းကျေးရွာကနေအိမ်၁၀လုံးထိမှန်ခဲ့ပြီးတော့နေအိမ်၆လုံးကတော့လုံးဝကိုပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်အော်တိုဘားလ9ရက်နေ့ကလည်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်စောမြို့နယ် ပန်းဆန်ကြီးရွာကအမျိုးသမီး9ဦးသေဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာမကွေးတိုင်းရောဒေသမှာရှိတဲ့စောမြို့နယ်၊ထီးလင်းမြို့နယ်၊ဂံကောမြို့နယ်အဲ့ဒီ၃မြို့နယ်စလုံးကိုအော်တိုဘားလာအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထီးလင်းမြို့နယ်အိုင်ရမကြီးရွာကိုစစ်ကောင်စီကအော်တိုဘားလာ22ရက်နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသမီး9ဦးနဲ့ကလေး3ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလာ14ရက်နေ့မှာထီးလင်းညောင်ရွာနယ် အချီပန်းရွာဂျားကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်နေ့ထီလင်းကျင်းရွာကိုလေကြောင်းကနေတိုက်ခိုက်မှုမှာအမျိုးသား၄ဦးအမျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တက်ကြီးရွယ်အိုးအမျိုးသမီး၃ဦးနဲ့9လသားအရွယ်ကလေး၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ9ရက်နေ့မှာပဲစစ်ကောင်စီဟာဂံကောမြို့နယ်မြောက်ပိုင်းရေရှင်မကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးတော့အမျိုးသား၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ14ရက်နေ့မှာဂံကောမြို့နယ်မြောက်ပိုင်းလာပို့ရွာနယ် ဘော်ပြင်းရွာတို့ကိုစစ်ကောင်စီကလေတောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့ဘော်ပြင်းရွာကိုရောက်နေတဲ့ YPDF ရဲဘော်နှောက်ဦးကြာဆုံးခဲ့ရပြီးအရတားကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာရေစကြုံမြို့နယ်မှာခလာရ259တက်ကတက်သားပြည့်ဖြိုးအောင်နဲ့ခလာရ255တက်က တပ်သားကောက်ခတ်မင်းတို့ကိုလက်နဲ့ခဲရမ်းများနဲ့တကွာအလင်းဝင်လာတဲ့အတွက်ငွေကျပ်340စီစုချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပခုတ်ကူစက်မှုဆောင်စစ်စေးဂိမ်းမှာတာဝန်ထမ်းဆောင်နေတဲ့ပခုတ်ကူမြို့ခလာရ259တပ်ကတပ်သားပြည့်ဖြူအောင်နဲ့ပခုတ်ကူမြို့နယ်မြောင်လူကန်အထိုင်စခန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်လင်းမြို့ခလာရ295တပ်ကတပ်သားကောင်းမင်းခန့်တို့ဟာအော်တိုဘားလ18ရက်နေ့ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စောင်းတဲ့ YSO PDF အဖွဲ့ထံကို MA1 တပ်နဲ့နှက်လက်ကြီပေါက်6ခုကြီစံ120တို့နဲ့အတူ လက်နက်အပ်ပြီးတော့လင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် Southern YSO PDF ကလက်နက်အပ်ပြီးတော့ဝင်ရောက်လာတဲ့ရဲဘော်2ဦးကို2ဦးကိုငွေကျပ်340စီနဲ့စုစုပေါင်းငွေကျပ်380စုချင်းမြဲပေးခဲ့တယ်လို့သိရပါတယ်။ယခုလက်ရှိအချိန်အထိကို Southern YSO PDF အဖွဲ့ထံကိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားအများအများရှိနေပြီဖြစ်ပြီးတော့တချို့ဟာ၎င်းတို့နေထိုင်လိုတဲ့ဒေသကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။တချို့စစ်သည်များကတော့အာနာရှင်တော်လှန်ရေးလုပ်ငန်းရှင်များမှပူးပေါင်းပါဝင်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ အာနာရှင်လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သည်များအနေနဲ့အာနာရှင်မျိုးဆက်အာနာရှင်ရဲ့ခိုင်းဘက်အဖြစ်မခံကြဘဲပြည်သူရဲ့ရင်ခွင်ကိုခိုလုံကြရန်နှွေးထွေးစွာကြိုးစို့သွားမှာဖြစ်ကြောင်းကို Southern YSO PDF အဖွဲ့တာဝန်ခံကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you